အားလုံးပဲမင်္ဂလာပါသူတို့အကြောင်းဆိုတဲ့အစီအစဉ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြပေးမှာကတော့မင်းသားပက်ကယွန်ဝန်းရဲ့ဘဝစကြောင်းအချို့ပဲဖြစ်ပါတယ်ပက်ကယွန်ဝန်းကို1999ဇန်နဝါရီလ18ရက်နေ့မှာမွေးဖွားခဲ့ပါတယ်အနုပညာတက္ကသိုလ်ကိုချောင်ဂျူယူနီဗာစီတီမှာတက်ရောက်ခဲ့ပြီးပြဇာတ်ရုပ်ရှင်ဘာသာရပ်နဲ့ကျောင်းပြီးခဲ့ပါတယ်လက်ရှိမှာ Max Studio Entertainment ကစာချုပ်ချုပ်ထားတဲ့သရုပ်ဆောင်တအုပ်လည်းဖြစ်ပါတယ်သူ့ရဲ့ပွဲဥဒါကတော့ 2010ခုနှစ်ကဖြစ်ပြီး Be With Me ဆိုတဲ့ဇာတ်လမ်းထဲမှာရောင်စန်းဆိုတဲ့ဇာတ်ကောင်အနေနဲ့ပါဝင်တရုပ်ဆောင်ခဲ့ပါတယ်။ဒါကတော့သူပါဝင်တရုပ်ဆောင်ခဲ့တဲ့ဇာတ်ကားတွေပဲဖြစ်ပါတယ်။လက်တလောကပြီးသွားတဲ့ဘီရင်ကြီးနဲ့စဖုံမှုဇာတ်လမ်းတွေမှာဘီရင်ကိုရန်တော်အဖြစ်ပါဝင်တရုပ်ဆောင်ခဲ့ပါတယ်။ဘီရင်ရှိကနေမမမမကာကွယ်ပေးတဲ့ကိုရန်တော်စစ်သူကြီးအဖြစ်နဲ့ပြည်သက်တွေရဲ့အားပေးမှုကို ရရှိထားသူလည်းဖြစ်ပါတယ်။သူဟာ2025ခုနှစ်မေလ28ရက်နေ့တုန်းက တောင်ကိုရီးယားနိုင်ငံပူဆန်မြို့မှာကျင်းပခဲ့တဲ့ First Asia Short Film Drama Award ASDA အကောင်းဆုံးဆက်ဆောင်ဆုကိုရရှိခဲ့ပါတယ်။သူဟာငယ်စဉ်ကတည်းကကန်ဒိုခေါ်ဂျပန်ရိုးရာဓာတ်သုံးအတတ်ပညာကိုကိုနစ်ခန့်လေ့ကျင့်ခဲ့သူလည်းဖြစ်ပါတယ်။ကန်ဒိုဆိုတာဆာမူရိုင်းတွေအသုံးပြုတဲ့ဂျပန်ရိုးရာဓာတ်ရေးအတတ်ပညာပဲဖြစ်ပါတယ်။ဒါကြောင့်လဲဒါရိုက်တာကဒီကားထဲမှာကိုရန်တော်နေရာအတွက်သူ့ကိုရွေးချယ်ခဲ့တယ်လို့ထင်ပါတယ်။သူ့ဝါသနာကတော့နားချိန်တွေမှာဆိုရင် campaign ထွက်ခြင်းရေကူးခြင်းလေ့ကျင့်ခန်းလုပ်ခြင်းတို့ပဲဖြစ်ပါတယ်။2025ခုနှစ်မေလ18ရက်နေ့မှာတတူရတူချစ်သူနဲ့စိုးပြူတနေရာမှာ private ဆန်းဆန်းမင်္ဂလာပွဲကျင်းပပြီးလက်ထပ်ခဲ့သူလည်းဖြစ်ပါတယ်။သူ့အမျိုးသမီးကဘယ်သူဘယ်ဝါဆိုတာကို privacy အရထုတ်ပြောတာမျိုးတော့မရှိပါဘူး။သူ့ရဲ့တိုးတက်လာတဲ့ career လမ်းကြောင်းကြောင့်အနာဂတ်မှာပေးသက်တွေကိုပိုပြီးဆွဲမှတ်အောင်တိုးဆောင်မှုတွေပေးနိုင်မယ်လို့မျှော်လင့်ရပါတယ်။ ဒါကတော့မင်းသားဘက်ကရောင်းဝန်းရဲ့ဘဝစကြောင်းအချို့ပဲဖြစ်ပါတယ်။အဆုံးထိနားထောင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။